ရင်ချိုးပြီးတိုင်းမျက်လုံးရဲတတ်သူများရှိပါသလားဒါဆိုရင်တော့တင်တယောက်တည်းမဟုတ်ပါဘူးเนาะလူတော်တော်များများကရင်ချိုးပြီးရင်မျက်လုံးရဲတတ်ကြပါတယ်တစ်ဖက်တည်းဒါမှမဟုတ်နှစ်ဖက်လုံးလည်းဖြစ်နိုင်ပါတယ်เนาะအခုတခါတော့ရင်ချိုးပြီးတိုင်းမျက်လုံးရဲနေရတဲ့အကြောင်းရင်းလေးတွေကိုပြောပြပေးသွားဖို့ရှိပါတယ်เนาะတခါတလေမျက်လုံးကြီးရဲနေတာကြောင့်လေများဖြတ်ချင်နေလားအထူးသဖြင့်တော့လူကြီးတွေမှာဆိုလို့ရှိရင်တွေ့တတ်ကြပါတယ်เนาะဒါဟာဘာကြောင့်လဲ သူများတွေပြောတယ်လို့အနေရရှိတဲ့အခြေအနေလားဆိုတာကိုကြည့်လိုက်ကြအောင်နော်မျက်လုံးရဲရတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲမျက်လုံး၆တာ နေရောင်ထဲထွက်တာများတာဖုံဝင်တာဓမ္မတဲ့တာပိုးဝင်တာထိခိုက်မိတာစတာတွေကြောက်လဲဖြစ်နိုင်ပါတယ်နော်ဓာရီထဲမှာမပါတာကတော့ရေချိုးပြီးရင်မျက်လုံးရဲနေတတ်တယ်ဆိုတာပါပဲရေချိုးပြီးတိုင်းမျက်လုံးရဲနေရတဲ့အကြောင်းရင်းတွေကတော့ ရေမတက်နာတခါတလေမှာတင်ချိုးလိုက်တဲ့ရေထဲမှာအမုံတွေအမိုက်သေးသေးလေးတွေပါနေတတ်ပါတယ်ဒါတွေကမျက်လုံးထဲကိုဝင်လာတဲ့အခါမှာမျက်သားတွေကိုကလီကလီဖြစ်စေပါတယ်နော်ဒါအပြင် မျက်လုံးရလို့ဆိုပြီးထပ်ပုတ်လိုက်တဲ့အခါမှာလည်းမျက်လုံးတွေကပိုရဲသွားနိုင်ပါတယ်နော်ဓာတ်မတည့်စေတဲ့တတ္ထုဓာတ်တွေပါနေလို့ပါခြေထဲမှာကိုနဲ့မတည့်တဲ့ဓာတ်ပစ္စည်းတွေပါနေမိဆိုရင်လည်းမျက်လုံးတွေတက်ပါတယ်နော်ခြေကူးကန်ထဲမှာရေသွားကွင်းနဲ့ ကလိုရင်းနဲ့မတည့်တဲ့အခါမျိုးတွေမှာလည်းဒီလိုမျိုးဖြစ်တတ်ပါတယ်ရှင်။ကလိုရင်းကြောင့်မဟုတ်ပဲအတူကူးတဲ့သူရဲ့ချွေးတွေ စီးတွေကြောင့်လည်းမျက်လုံးရဲတတ်ပါတယ်နော်။ပြောရမယ်ဆိုရင်တော့ရေကူးကံမတန့်တာပါ။ဒါကိုကာကွယ်ဖို့ဆိုလို့ရှိရင်တော့ရေကူးမျက်မှန်တတ်နိုင်ပါတယ်နော်။အထိုက်လျောက်တော့တတ်တာနိုင်ပါတယ်ရှင်။ဆက်ပြာတွေကြောင့်မျက်နှာပေါ်စီးကြလာတဲ့ခေါင်းလျှော်ရည်တွေဆက်ပြာတွေနဲ့မတည့်တဲ့အခါမျိုးမှာလည်းမျက်လုံးတွေကညည်းနေတတ်ပါတယ်နော်။ မျက်လုံးကိုပုတ်တက်တာတချို့ကရေချိုးရင်းနဲ့ညနာတက်တဲ့အခါမှာလိုရာထပ်ပို့ပြီးတော့ပုတ်တက်မိတတ်ကြပါတယ်။ဒါကြောင့်လည်းမျက်စိနှီးနိုင်ပါတယ်နော်။ရေနဲ့လောင်းတာရိုးရိုးတာမန်ရင်နဲ့မျက်လုံးနဲ့ထိတွေ့ရများလို့ရှိရင်လည်းမျက်လုံးကရဲတက်ပါတယ်ရှင်။ရေနှွေးနဲ့ချိုးတာအထူးသဖြင့်စောင်းတွင်းမှာပြင်ပပူချိန်ကအေးလို့ဆိုပြီးသွေးကြောတွေကျုံနေချိန်မှာရေနှွေးနဲ့ချိုးလိုက်တဲ့အခါမျိုးမှာမျက်သားတွေက သွေးကြောတွေကျယ်လာပြီးတော့မျက်လုံးနေတာကိုလည်းဖြစ်စေပါတယ်နော်။ဒါတွေကိုဘယ်လိုကုရမလဲဆိုရင်တော့အရင်ဆုံးအိမ်မှာလုပ်လို့ရတဲ့နီလန်းတွေကိုပြောပြပေးသွားမယ်နော်။ရွေနွေးဝတ်လေးကပ်ပါ။တပတ်ကိုရင်နွေးစိမ်ပြီးတော့မျက်လုံးပေါ်ကို10မိနစ်လောက်အုပ်ထားလိုက်ပါနော်။ခံနိုင်လောက်တဲ့အပူချိန်တော့ဖြစ်ပါစေနော်။ရွေနွေးဝတ်ကမျက်လုံးကိုသွေးကြောလည်ပတ်မှုကောင်းစေပြီးတော့အဆီတွေထွက်စေတာကြောင့်မလို့ဆူဆွတ်ပြီးတော့မျက်စိရဲတာကိုလည်းတတ်တာကြီးပါတယ်ချင်း။ရေခဲဝတ်ကပ်ပါ။ ရေနွေးကတ်တာမကြိုက်ရင်ဒါမှမဟုတ်မတက်တာဘူးဆိုလို့ရှိရင်ရေခဲဝစ်ပြောင်းကတ်လို့ရပါတယ်နော်ခတ်တက်တဲ့အဝိဆာကိုရေခဲရေထဲစိမ့်ပြီးတော့ချောင်းအောင်ညစ်လိုက်ပါနော်ခံနိုင်လောက်တဲ့အေးတက်ရပြီဆိုလို့ရှိရင်မျက်လုံးပေါ်အသာအရာပဲတင်ထားလိုက်ပါ အထူးသဖြင့်ဓာတ်မတည့်လို့မျက်လုံးရဲတာဆိုရင်ဒီရတာတွေအပြင်ရောင်ရမ်းတာတွေကိုပါတတ်တာနေနိုင်ပါတယ်နော်။မျက်လုံးကိုစေးချတာ တခါတလေမျက်လုံးထဲမှာတခုခုဝင်နေလို့ကလီကလီဖြစ်နေပြီးတော့မျက်လုံးရဲနေတယ်ဆိုလို့ရှိရင်တော့ရေကြက်သိန်းတွေလေးနဲ့မျက်လုံးကိုဆေးပေးနိုင်ပါတယ်နော်ရေကွက်ထဲကိုရေကြက်သိန်းတွေထည့်ပြီးတော့မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေးလှုပ်ပေးနိုင်ပါတယ်ရှင်မျက်ကမှန်လဲတာရေကြောင်မဟုတ်ပဲမျက်ကမှန်မတက်နာကြောက်လေမျက်စိရဲနိုင်တာမလို့မျက်ကမှန်လဲကြည့်ဖို့ကိုလည်းအကြံပေးခြင်းပါတယ်နော်ဘလို့အချိန်ဒီမှာဆေးရုံပြရမလဲဆိုရင်တော့ ရေချိုးပြီးလို့မျက်လုံးရဲတာကအန္တရာယ်ရှိတဲ့ကိစ္စတော့မဟုတ်ပါဘူးနော်။ဒီတိုင်းထားလိုက်ရင်တော့နိုင်ပိုင်းတော့ဆိုတက်တာသွားနိုင်ပါတယ်။ဒါမှမဟုတ်အပေါ်ကနီလန်းနေနဲ့လည်းအလွယ်တကူတက်တာသွားနိုင်ပါတယ်။ဒီလိုမဟုတ်ဘဲနဲ့တရက်နှစ်ရက်နဲ့မတက်တာဘူး။မျက်လုံးတွေ အောက်လာမယ်။မျက်ရည်ပူတွေကျလာမယ်။မျက်လုံးထဲမှာတခုခုဝင်နေပြီးပြန်မထွက်သွားဘူးကလီကလီဖြစ်နေမယ်ပြီလိုမျိုးတွေပါထွက်နေမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့သွားပြဖို့အကြံပေးချင်ပါတယ်နော် ။ရေချိုးပြီးမျက်လုံးရဲတာတသက်ကတော့ဘာမှမဖြစ်လို့စိတ်ပူစရာမရှိပါဘူးလို့ပြောချင်ရင်လည်းဗီဒီယိုလေးကို အဆုံးသတ်လိုက်ပါရစေ။အားလုံးပဲနေကောင်းကြပါစေနော်။